ခန်းကိုအကြံရှိရမိမကိုဘွားကိုပဲ့ကင်ပျော်ရွှင်မှုစီဥတီပါတဲ့ကျမတို့မိသားစုရဲ့ချီးပြန်ခဲ့ရတာဟာအမြဲတမ်းကျင်းနာတက်စီဖို့နဲ့ဘေးပဝန်းကျင်မှာရှိရသူတွေတက်ထက်တင်စဉ်းစားပေးဖို့တင်ယူတမြောက်စေခဲ့ပါတယ်လောကကြီးထဲထွက်လာတဲ့အခါကျမတို့ကအမှန်တရားကိုသိကြုံရပါတော့တယ်အိမ်ထဲကနေထွက်လာရတဲ့အချိန်မယောင်မရှင်းလူတွေကဘလောက်အထိ အောရှာလောက် အာဆိုရတယ်လဲမသိနိုင်ပါဘူးဆိုပြီးကျမတို့မောင်နှမတတကဟာတာအဖြစ်ပြောလိမ့်ရှိပါတယ်လူတိုင်းကကောင်းတဲ့ဗရှန်ဆိုတာရှိတယ်လို့ကျမကတော့ယုံခဲ့ပါတယ်အကျိုးဆက်အားဖြင့်ကျမအင်မတန်နာချင်းခံစားခဲ့ရပါတယ်ကန်ဆိုးစွာနဲ့ပဲကျမကိုကျမအကောက်ွက်တက်အောင်တင်းယူမိစေဖို့လဲအချိန်တော်ကြာခဲ့ပါတယ်ကျမကကျမမိသားစုနေထိုင်နေတဲ့ပရီတိုရီးယားမြို့ထဲမှာပဲတက္ကသိုလ်တက်ခဲ့ပါတယ် အမေရိကတိုက်မြောက်ပိုင်းဇာတိမိဘတွေနဲ့အတူကြီးပြင်းခဲ့ရပြီးအိမ်မှာလည်းအင်္ဂလိပ်လိုပဲပြောကြပေမဲ့ကျမလူချင်းတဲ့အာဟာရပေးတာပွဲကအာဖရိကလူမျိုးတွေရဲ့တက္ကသိုလ်မှာပဲပေးပါတယ်ချစ်ရှိသမျှအတန်းနေအားလုံးအာဖရိကဘာသာစကားနဲ့ရှိပါပဲဘာသာစကားအခက်ခဲကြောင့်လူတိုင်းနဲ့အမိလိုက်နိုင်ဖို့ကျမမှာတော်တော်လေးရုန်းကန်ခဲ့ရပါတယ်ဒါဟာတငယ်ချင်းအပေါင်းအသင်းရှားရမှာလဲအလားတူပါပဲဒါပေမဲ့ကျမအသက်16နှစ်ခရဲက ပြတ်လိုက်ပြန်တွဲလိုက်ဒီစားတယောက်ရှိပါတယ်သူကတိတ်ပန်နဲ့တင်ရှားပညာမှာတော်ပါတယ်ကျမထတော်တာပါနောက်ပြီးကျမအဖို့ဒီလိုကောင်းလေးမျိုးများများဆဆမတွေ့ဘူးပါဘူးပြီးတော့သူကကျမကိုလက်ထပ်မှာလှုပ်ချီတွတ်တင်ပြောနေခဲ့တာပါပဲတခြားကောင်းမလေးနဲ့ကျမကိုရာမှာဖောက်ပြန်နေတာကိုတီလိုက်ရတဲ့အချိန်ကျမအတော်လေးခံစားတော့ရပြီးအစားတော့မစားနိုင်တော့ပါဘူးတပတ်လောက်ငိုချင်းနေမိပါတယ် မနက်စိတ်ကြောင့်ကိုယ်အလေးချိန်ဆယ်ပေါင်လောက်ကြောက်သွားပါတယ်။အဲ့ဒီချိန်မှာပဲဘဲကွင်းအလှမဲ့ပြိုင်ပွဲဝင်ပြိုင်ခဲ့တာပါ။အဲ့ဒါကတဆင့်မော်ဒယ်တယောက်ဖြစ်ဖို့ professional ပညာရှင်တွေနဲ့သင်ကြားပို့ဆောင်မှုတွေရပြီးစာချုပ်ရှုပ်ဆိုရင်းကျောင်းရဲ့ပြင်ပလောကကတခြားဘဝတွေရောက်သွားတော့ဒါပါပဲ။ကျွန်မက Rohanesh Bas ကို model လုပ်ဖို့သွားပါတယ်။အတော်လေးအဆင်ပြေပါတယ်။ Lerio မှာ Miss LM ဆိုတဲ့ radio အစီအစဉ်တင်ဆက်သူဖြစ်လာခဲ့ပါတယ်။အဲဒီ radio line ကအတော်လေးမိုက်တဲ့ line မှာရေပန်အစာဆုံးတရှင်အပုံ20ကိုဖွင့်ပြတဲ့ line ပေါ့။ကျွန်မကမယ်တောင်အာဖရိကအလှမယ်ပြိုင်ပွဲမှာလရေးရှင်အစင်အထိပါခဲ့ပါတယ်။တကယ်လို့အနိုင်ရချင်းရင်တက္ကသိုလ်ကိုရက်ပြီးစ조사ရမှာပါ။အဲ့လိုစူးစမ်းဖို့အထီးလဲတွေးခဲ့ဖို့ပါတယ်အာဖရိကဘာသာစကားနဲ့တင်ယူရတာကို အတော်လေးစိတ်ပြတ်နေမိပါပြီတောက်တုံနောက်ဆုံးနှစ်မှာအဲ့ဒီဖြစ်စီမှုကဇက်တိုက်ဆိုတလို့ခံစားနေရပါတယ်မိခင်ဘာသာစကားနဲ့မဟုတ်တဲ့ဘာသာစကားတစ်ခုနဲ့ယူပဗေဒနဲ့ဓာတုဗေဒဘာသာရက်တွေသင်ယူရတာဘလောက်ခက်ခဲမှန်းကျမတကယ်ကိုအသိခဲ့ပါဘူးကိုကိုကိုစိတ်အစဉ်ပြေဖို့နဲ့ကျမအစားဖြစ်စားပါတယ်နင်းကစာလုံးလို့ကျမကြောင်းပြရဲ့အချိန်ကိုလေးချိန်က၂၈ပေါင်တောင် ရှိနေခဲ့ပါပြီ။ကောင်းကောင်းနာကကျမကမဲလ်တောင်အာဖရိကမဖြစ်လိုက်ပါဘူး။ကျမအလုပ်တွေစပြီးအင်တာဗျူးတွေလိုက်ဖြစ်ပါတယ်။စိတ်ဝင်စားမိတမျှအရာရာမှကျမကအရေးရှင်းလွန်ကဲနေတာဖြစ်ရင်ဖြစ်မဟုတ်ရင်အရေးအရေးရှင်မပြည့်မီတာမျိုးဖြစ်နေတတ်ပါတယ်အင်တာဗျူးတစ်ခုမှာဆိုကျမအမှတ်မှားပြီးလိုချင်နေမိတဲ့ရာထူးနေရာတစ်ခုအတွက်အင်တာဗျူးသွားဖြစ်ရင်ဟာရဗေဒကျွမ်းကျင်ပညာရှင်တဦးလိုအပ်နေတဲ့ကိတ်တောင်းမျိုးက မုတ်လုပ်ငန်းတစ်ခုစီမိတ်ဆက်ပေးခြင်းခံရပါတယ်ဒီလိုနဲ့ကျမကအလုပ်ကိုလက်ခံလိုက်ပြီးပြောင်းလာခဲ့ပါတော့တယ်အဲ့ဒီတော့ကကျမအသက်22နှစ်ပါတစ်နှစ်လောက်မတွေးဖြစ်တော့တဲ့ကျမရဲ့ပြက်လိုက်ပြန်ဆက်လိုက်ဤစားကလက်ထက်ခွင်တောင်းတဲ့လက်စွပ်နဲ့အတူကျမရှီယာမျိုးကိုပောက်ရှာလာပါတယ်သူကကျမကိုရှစ်တယ်အခုကစပြီးကျမအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါတော့မယ်လို့ပြောပါတယ်ကျမသာသူ့ကိုလက်ထက် မင်းဆိုရင်သူကပြုပြင်ပါမယ်တဲ့လေကျမကညင်းပါတယ်သူလည်းဆိုတော့ဘယ်တော့မှမဝယ်ဖို့ပေါ့သူက ပရီတိုရီယာကိုပြန်သွားပြီးကျမမိပါတွေကိုကျမကသူနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါပြီလို့သွားပြောပါတယ်ကျမတို့သမီးကြီးသားဖြစ်နေတာတောင်မသိရသူတို့အဖို့အလွန်အံ့ဩသွားပါတော့တယ်တကယ်လည်းအဆက်ဆက်မှမရှိတော့တာပဲကိုအိမ်ပြန်ရောက်တော့ကင်းတဲ့သူကြီးသားတို့ကရှိန်တွေ့နေတာအတော်လေးကြာပြီးလက်ထပ်ဖို့တော့အဆင်သင့်ဖြစ်နေပါပြီဖေဖေကတော့ကျမတို့ဆောင်တဲ့နှစ်တွဲ အတူတူမင်္ဂလာကျင်းပဖို့အကြံပေးပါတယ်လူတိုင်းကတော့ဒါဟာသိကောင်းတဲ့အကြံလို့ထင်ကြပါတယ်သူတို့ကမင်္ဂလာပွဲအတွက်စီစဉ်ကြတယ်ဖိတ်စာတွေရိုက်ကြတယ်ဝေးကြတယ်လက်ဖွဲ့တွေတဖွဲ့ဖွဲ့ရောက်လာကြတယ်ကိစ္စတွေအလုံးကိုချိန်နဲ့ရမှကျမတိလိုက်ရတာပါစာထဲမှာအကုန်ယူပါတယ်လို့ရေးထားပါတယ်ဒါဟာကျမရဲ့စစ်ဆက်ပွဲအတွက် ကြားရတဲ့ပထမဆုံးသတင်းမှာကျမရှုပ်ရသွားပါတယ်။ကျင်းန်းစာထဲမှာဆက်ပြောထားတာကမင်္ဂလာပွဲကတလားလောက်ပဲလို့တော့တားမှုကျမကိုအလုံးထွက်ပြီးအိမ်ပြန်လာဖို့တိုက်တွန်းထားပါတယ်။အခုခေတ်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့အထူးဆန်းနေမှာအသေးချပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်က1980ပြည့်နှစ်ကာလများဖြစ်ပြီးအတောင်အာဖရိကမှာနယ်ဝေးဖုံးခေါ်ဆုံးမှုအတွက်မရှိသလောက်ရှားနေသေးတယ်လေ။ဖုံးခေါ်ခါတွေကလည်းတိတ်ဆိတ်ကြီးရဲ့ ခြေနှံပုတ်ရင်ပိုးမဟုတ်ရင်လူကိုယ်တိုင်လိုက်ပဲနောက်ပြီးအမျိုးသမီးတွေနဲ့လက်ထပ်ခွင့်ရဖို့အမျိုးသားတွေကအမျိုးသမီးရဲ့အဖေတွေကိုရှင်းကပ်ပြီးခွင့်တောင်းကြရပါတယ်ကျမဖေဖေကလည်းအဲ့လိုပဲတွေးပါတယ်ဒါတွေအားလုံးကထူးဆန်းတယ်လို့မမြင်မိပါဘူးကျမရဲ့ရီစာဟောင်းကိုလက်ထပ်ဖို့သဘောတူလိုက်ပြီးလို့ဖေဖေကိုအတီးပေးထားပါတယ်နောက်ပြီးသူကလည်းအချိန်ကပ်ရှိကလာပါလာတာပါပဲ ကျမကအထီးကျန်နေတယ်။သွေးပြက်လွန်းလို့နောက်ပြန်လန်းကျသွားတော့မတတ်ပါပဲ။ပြီးရောနာချင်းခံစားရပါတယ်။ကိုယ်အလင်းချိန်အရန်တက်လာလို့ကိုကိုကိုယုံကြည်ချက်လည်းမရှိပါဘူး။ကျမရဲ့ရုပ်သွင်းကိုမုန်းနေမိတယ်လို့ဘယ်ယောက်ျားလေးကမှလည်းကျမကိုတိတ်လှုပ်ရှင်မဲလို့လည်းမထင်ပါဘူး။ဒီလိုနဲ့ကျမကရောက်လာတဲ့ခြေထဲမှာပြောထားတယ်လို့ပဲလုံးလိုက်ပါတယ်။အလုံထွက်တဲ့ပစ္စည်းပစ္စည်းတွေတင်ဆက်ပြီးအိမ်ပြန်လာပါတော့တယ်။ ရီတိုရီယာကိုရောက်လာတော့ကျမကြီးသားကဘာပြောင်းလဲမှုမှမရှိတာတွေးလိုက်ရပါတယ်သူကတောသားအရန်ချီနေတော့မှပဲမင်္ဂလာပွဲအတွက်ဘာလို့ရမှန်းကျမမသိပါဘူးကျမတို့မိသားစုကအရှင်းရှင်းအရန်နီးရင်းနှီးကြပေမဲ့ကိုယ်ခံစားချက်တွေကိုတိတ်ပြီးထုတ်ပြောလို့မရှိပါဘူးကျမဘေးပတ်ဝန်ပေးပတ်လဲမှာရှိသမျှလူတိုင်းကမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပါတယ်။မမလင်းကကျမအတွက်မင်္ဂလာဝတ်ဆောင်ကိုရှုပ်ပေးနေပါတယ်။ကျမရဲ့ခန္ဓာကိုယ်ကိုကောဝတ်ထားဖို့ပူဆ ဖပါလေးတွေနဲ့အတွန့်တွေအများကြီးထည့်ပေးထားပါတယ်။တိတ်မကြခင်ရတပတပတ်မှာလူရှိရာကကျမတို့အမွန်ညီမရဲ့တငယ်ချင်းတွေမမရဲ့ခင်မုန်းလောင်းဘက်ကမိတ်ဆွေတငယ်ချင်းတွေပြီးတော့ကျမနဲ့သူ့တငယ်ချင်းတွေရောပေါ့မင်္ဂလာမဆောင်ဖြစ်အောင်ရှောင်ထွက်ဖို့နီးလန်းလဲကျမရှာမရပါဘူး။ကျမစိတ်ထဲမှာတော့ဒီထောင်ချောက်ကနေလွတ်ဖို့လမ်းမမြင်တော့ဘူး။ ျမတို့နှစ်တွဲမင်္ဂလာအတူဆောင်းဖြစ်ပါတယ်။ကျမမမီတမရတော့ကိန်းနဲ့သူ့အမျိုးသားကတိတ်ပျော်နေကြပါတယ်။ကျမရဲ့ခမွန်းတွေကတော့သူတို့ဆောင်တွဲရဲ့ပြောရွှင်မှုကသူ့ရဲ့ရေပန်းစားမှုကိုခိုးယူသွားတယ်ဆိုပြီးဒေါသတွေထွက်နေပါတယ်။နောက်ဆက်လာမယ့်နှစ်တွေထဲမှာတော့ကျမဘဝအရှင်လက်လက်ငရဲကြသလိုပါပဲ။အဲ့ဒီအရှင်တွေမှာနာကျင်ခံစားရလုံလုံပြန်ပြောပြခြင်းစိတ်တောင်မရှိတော့ပါဘူးဒေါသထွက်ပြီးခါခါတီတီနာနာချင်းချင်းကိုခံစားခဲ့ရပါတယ် ကျမလိုချင်တဲ့ဘဝကဒါမျိုးမှမဟုတ်တာဒီအကြောင်းတွေပြောပြီးညာဘက်အိယာထဲမှာတလူလူတလွန်လွန်နဲ့အိတ်လို့မပြောပါဘူး ဘဝဆိုရလဲကိုပါတယ်လို့ဟန်ဆောင်ပြီးအချံပေးရအောင်ကလည်းမဟုတ်သေးဘူးလို့ထင်ပါတယ်ဘဝဆိုရမလွယ်တာတော့သိကြပါတယ်ရက်ဆက်ပြီးတနာညတာမှုကင်းမဲ့လွန်လှပါတယ်ဒီလိုဖြစ်လာဖို့ဆိုရင်အဲ့ဒီတဲကနေလွတ်အောင်ရုံထွက်ဖို့လိုပါတယ်အတက်နိုင်ဆုံးမြဲမြဲဆန်ဆန်ရုံထွက်ပါကျွန်မဘဝမှာချိန်ဖန်များစွာယောက်ျားတွေရဲ့နှိမ့်ဆက်မှုခြင်းကိုခံခဲ့ရဘူးပါတယ် ဖြစ်ပေခံရခြင်းတွေကြုံရဖို့ပါတယ်။ယုံကြည်မှုတွေပျောက်ဆုံးခဲ့ရဘူးတဲ့။အချိန်တိုင်းလွလန့်မမြင်ခဲ့ဘူး။နောက်ပြီးအချိန်တိုင်းတဲ့မှောင်မဲနေတဲ့လှိုင်ကူတဲကနေရအောင်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ဒါဟာကျမအနေနဲ့တိတ်တော်လုံးလုံးမဟုတ်ပါဘူး။အဲ့ဒီလိုလူတွေကတတ်မှတ်တာခံခဲ့ရပေမဲ့ကိုပါသားတော့ တော်လုံးလှချင်ရဲ့လို့မထင်မိပါဘူး။ကျမကတန်ပါတယ်လို့ထင်ပါတယ်။ဒါပေမဲ့မတန်ပါဘူးလို့ခံစားခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ဖို့ပါတယ်။ကိုပါတာကိုပြန်ဆွဲယူဖို့အချိန်ယူခဲ့ရပါတယ်။ဒါပေမဲ့ကျမလုံနိုင်ခဲ့ပါတယ်။ဒီဇလန်းကိုပြော့ပြတဲ့ဆိုတာကစာဖတ်သူကိုယ်တိုင်လည်းအချိန်နှိုးကြုံလာခဲ့ရင်အဲ့ဒီထဲကကြောလာနိုင်တဲ့ ဆိုတာသိရအောင်ဖြစ်ပါတယ်။ကျမရဲ့ဇလံကိုပြောပြတဲ့ဆိုတာကပုံမပြောရှင်တဲ့ဘဝကိုရှာဖွေတွေ့ရှိဖို့နဲ့ပြောင်းလဲနိုင်ဖို့အတွက်ယုံကြည်ချက်ရှိစေဖို့အတူယူနိုင်စေဖို့တသက်တည်းအဖြစ်တင်ပြခြင်းဖြစ်ပါတယ်။ ကျမတို့အားလုံးပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ထိုက်တန်ကြရတယ်မဟုတ်လားဆက်ချင်းဆိုလို့တနည်းတယောက်ရဲ့အလုံကအရင်ရာတိုင်းကိုလုတ်တက်ရမယ်ဆိုတာသိလိုက်ရပါတယ်မင်္ဂလာပွဲညမှာပဲကျမစူဆောင်းထားတဲ့ငွေကလေးနဲ့ဥရဘတ်ဘတ်ကိုခီးထွက်လာခဲ့ရပါတယ်တော်လေးစီးတဒီကျောင်းလိုင်းက CB ဆက်ဆံရှိတာလို့ရအောင်ဂျနီဖာမရှိရဲ့အမျိုးသားရဲ့ဝမ်းကွဲညီအကိုတယောက်အိမ်မှာတဲပါတယ် အဲ့ဒီအချိန်တုန်းကတရက်ကို5ဒေါ်လာရှိရုံနဲ့ဥရောပဘက်ခီးသွားနိုင်တဲ့အချိန်ဖြစ်ပြီးကျမတို့ရဲ့ရီမန်းချက်လည်းဖြစ်ပါတယ်။ကျမကအထုပ်ပိုးတွေအားလုံးကိုဖြီးရပါတယ်၊ပြန်ထုတ်ရတယ်၊သူ့အတွက်အစားအသောက်ချက်ပြုတ်ပေးရတယ်၊သူကငုတ်တုတ်ထိုင်ပြီးပလေးပွိုင်းမဂ္ဂဇင်းဖတ်နေတဲ့အချိန်ကျမကတန်ရှင်းရေးလုံးနေရပါတယ်။အဲ့ဒီအချိန်တုန်းကပလေးပွိုင်းမဂ္ဂဇင်းကိုတောင်အာဖရိကမှာတားမြစ်ထားပါတယ်။အရာကြောင့်အာဖရိကမှာတားမြစ်ထားခြင်းမရှိတာမို့သူကအတော်လေးပျော်နေတာပါ။ပထမဆုံးချင်း သူကျမအပေါ်လက်ပါခဲ့တာကျမတို့ရဲ့ပြားရည်ဆန်ခီးမှာပါ သူကကျမကိုကိုထီးလက်ရောက်ရိုင်းနှက်လာတော့ကျမရှော့ရသွားမိပါတယ်ကျမသူ့ကိုထားရခဲ့ပြီးထွက်သွားခြင်းမိခဲ့ပေမဲ့မသွားနိုင်ခဲ့ပါဘူးသူကကျမရဲ့နိုင်ငံကူလက်မှတ်ကိုတင်ထားတယ်လေကျမတို့အိမ်ပြန်ရောက်လာတော့ကျမမိသားစုစီသွားပြီးနင်တို့တွေးထားအမှန်နဲ့သူကမကောင်းစွာတယောက်ပဲလို့ပြောပြဖို့တွေးလိုက်မိပါသေးတယ် ဒါပေမဲ့ကျမဆက်နေမိတယ်။တိတ်မကြခင်မှာပဲပိုင်ချီနာဆွဲပြီးမနက်ခင်းလေးမှာပြုတ်စပြုတ်အံပါတော့တယ်။အဲ့လိုလိုနဲ့ပထမဆုံးကိုဝင်ရှိလာတယ်ဆိုတာသိလိုက်ရပါတယ်။ပြားရီစံခီရဲ့ဒုတိယရက်မှာတင်တတိစတီခဲ့တာပါလား။သူကလက်ထပ်မိတာ အမားကြီးမာပြီးဆိုတာတေချာသိနေပေမဲ့အခုတော့အဲ့ဒီအမားကိုပြန်ဖြတ်ဖြစ်ဖို့ပို့ပြီးမဖြစ်နိုင်တော့ဘူးလေ။သူဟာအတိတ်ပဲမရှိတဲ့နိလန်တွေနဲ့ကျမအပေါ်ရက်ဆက်ပါတယ်။ အီမလွန်ကိုမမွေးခင်လေးမာတယ်သူ့လေရင်ကိုဆေးပြန်တော့ပါတယ်ကျမကသူ့ကိုကူညီရပါတယ်တအိမ်ညက်တဲ့အချိန်တိုင်းကျမကဖြည်းဖြည်းပဲလုံနိုင်ပါတယ်အဲ့ဒီခါသူကပြောပါတယ်တအိမ်ညက်တာနဲ့ပဲလေးလေးကန်ကန်လုံမနေစမ်းမနဲ့ကွာတအိမ်ညက်နှုံးက 5မိနစ်တခါခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အချိန်သူကကျမကိုဆေးရုံခေါ်မသွားသေးပါဘူး။မင်းကအပြင်းထုတ်ပြီးအားနေနေတာပါ။နောက်ပြီးကျမဆေးကုန်ရောက်တော့တဘာဝအတိုင်းမရပါတဲ့အဲ့ဒီအချိန်မှာကျမဟာတော်တော်လေးနာကျင်နေရပါပြီ။သူနာပြုဆရာမကကျမယောက်ျားကိုပြောပါတယ်။ချင်းမင်းမကျောကုန်းကိုပုတ်ပြီးအရာမအနာတတလိမ့်မယ်။ခမည်းပါရီပြောနေတာတဲ့။သူကသာကျောက်ကျောကိုပုတ်ပေးရမှာ။ခမည်းကျောက်ကိုထိုင်းပုတ်ပေးတဲ့ခွေးရှိခုံကိုလည်းကြည့်အောင် ကျုပ်သွားတော့မယ်မမွေးခင်9မိနစ်အလိုဖုန်းဆက်သူကအဲ့လိုလိုလူစားမျိုးပါကျမအသက်20အရွယ်အစောပိုင်းကာလတွေမှာအတော်လေးအလုံးများနေခဲ့တာပါမနက်ခင်းနေ့မှာကျမယောက်ျားအတွက်အလုံးလုပ်ပေးရပါတယ်သူရဲ့အင်ဂျင်နီယာအလုပ်တွေကိုစားစားရိုက်ပေးရပါတယ်စည်ရင်းတွေကိုတွက်ချက်ပေးရပါတယ်ကျမတို့တိုက်ခန်းမှာကိုယ်ပိုင်အာဟာရဗေဒအစွန်းနေခံလဲဖွင့်ထားသေးတာကိုအလုံးကိုမွေးပြီးတော့ကင်ပယ်နဲ့ တော့စကတူကိုထည့်ရပါတယ်၃နှစ်နဲ့၃ပတ်မှ၃ရောက်ဆက်တိုက်မွေးခဲ့ပါတယ်ဒါရီအားလုံးနဲ့အတူကလေးတွေကိုခရီးဆိုင်ရတာအင်အလုပ်တွေရှပ်ပြုတ်ရှော့ဖို့တန်ရှင်းလောက်တာအလုံးကကျမအလုပ်တွေရှိပါပဲကျမမိဘတွေကသူတို့အိမ်ပင်မြေခွက်အလုပ်ပေါ်မှာအင်္ဂလိပ်တလုံးစောက်ပြီးနေဖို့ခွင့်ပြုတလုံးကျမတို့ကလည်းစောက်ခဲ့ပါတယ်ကျမစုထားတဲ့ငွေကလေးနဲ့ဝယ်ထားတဲ့ထရက်ကားတစ်စီးရှိပြီးအဲ့ဒီကားလေးနဲ့အုတ်တဲ့ဘီလက်မြေတွေတန်ချောင်းတွေတင် နေကလကလေးစီနိုင်နဲ့ရှီအသွားပြန်မှောင်းခဲ့ရပါတယ်။ကလေးတွေကတော့ကျမဘေးထိုင်ကုန်ပေါ်မှာတလူလူတလင်းလင်းနဲ့ပေါ့။အဲ့ဒီတုန်းကကားထိုင်ကုန်ခပတ်ဆိုတာလည်းမပေါ်သေးဘူးရဲ့။ဖေဖေအိမ်ဆောက်အလုတ်သမားတွေကအဲ့ဒီအိမ်ကိုကူးဆောက်ပေးကြပါတယ်။ယေရှုကအိမ်သားကိုကြွေပြားကပ်နေတဲ့အချိန်ကျမကိုဝင်ကအတော်ရင့်နေပြီးမှမှတ်မိပါသေးတယ်။အိမ်ကလေးပြီးသွား တော့ကျမတို့ကပိတ်ရမှာအဲ့ဒီမှာသွားနေတက်ကြပါတယ်ဖေဖေလေးရင်ပြတ်ကြပြီးဆုံးသွားဆုံးပါသွားတဲ့အချိန်ကျမကတော့စကာလေးကိုလေးကိုဝင်လဲထားရတဲ့အချိန်ပေါ့ KF ယောက်ျားကျမခဲဟိုနဲ့အတူဖေဖေကလေးရင်မောင်းနေခဲ့တာပါနှစ်ဦးစလုံးအသက်မရှင်နိုင်ခဲ့ပါဘူးဖေဖေနိုင်ရီကနေကျမတို့အတွက်ငွေဘလောက်ရတလဲလို့ကျမယောက်ျားကသိချင်နေခဲ့ပါတယ်ကျမတို့တပြားမှရမယ်မထင်ဘူးရချင်းရမေမေပဲရမယ်ထင်တာပဲ ဟုတ်သေးပါဘူးကမင်းအမေကရှိသမျှပတ်ဆိုင်တွေအကုန်ရသွားဖို့ငါမင်းကိုလက်ထပ်ခဲ့တာမှမဟုတ်တာအဲ့ဒီအချိန်မမေကဖိဖိလေးရင်ကျမတို့ကို ပေးလိုက်ပြီးဈေးပေါပေါနဲ့စောက်ထားတဲ့ကျမတို့အင်္ဂလိပ်မရှိရဲ့မိကွက်ကိုကျမတို့ကိုရောင်းပေးလိုက်ပါတယ်သူကတော့မချေမနှက်ဖြစ်နေစေပါဒီထက်မကများကြီးပို့လို့ခြင်းနေမိတာကိုနည်းနည်းကြတော့ကေးကနောက်ရင်အောင်ပြုပါတယ်သူခင်မွန်တဲ့ကအကျော်ပြန်စရာတယောက်ပါဒီတော့ကေးကသူ့အိမ်ဘေးက ေဖေစီကံကိုအပိုင်ဝယ်လိုက်ပါတယ်ဒါပေမဲ့ကျမယောက်ျားကတော့ကိကကျမထပ်ပူရတယ်လို့ထင်နေတုံးပါပဲအဲ့ဒီလိုနဲ့သူကပို့ပြီးဒေါသထွက်လာပါတော့တယ်သူကကျမကိုကျမမိသားစုနဲ့နှစ်နှစ်လောက်စကားပေးမပြောပါဘူးကျမကလေးတွေကိုလည်းသူတို့နဲ့တွေးခွင့်မပေးပါဘူးမိမိဖုံးဆက်လာတဲ့အချိန်တိုင်းကျမကမြန်မြန်နှုတ်ဆက်ပြီးဖုံးကိုချပြရပါတယ်သူကအဲ့ဒါရကြတဲ့ရောက်ပဲမင်းစီကိုဖုံးဆက်တာရကြတဲ့ရောက်ပဲမဟုတ်လားလို့ဆွဆဲပြီးရိုက်ပါတယ် အဲ့ဒီတော့ယောက်ျားတယောက်မဟုတ်ပါဘူးမိမိရဲ့ပါတကယ်လို့ကျမကအဲ့ဒါလို့သာပျော့ပြလိုက်ပြန်ရင်လည်းသူကကျမကိုရိုက်အောင်မှာပါပဲသူကကျမမိသားစုနဲ့ဆွေခန်းမျိုးခန်းဖြတ်ပါတယ်တကယ်ကိုဆိုးရွားတဲ့အချိန်တွေပါပဲ